ီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဒီတန်တက်ဖြည့်စီအကြောင်းပဲပေါ့ဗျာကျွန်တော်တို့ဒီတလစီမီယာလို့ပေါ့ဗျာဒါမှမဟုတ်လေဒီတွေးရတဲ့ယောဂတစ်ခုခုပေါ့အဲတွေးတွင်းရပြီပေါ့ဗျာကျွန်တော်တို့တွေးရနေတယ်ဆိုတဲ့အချိန်ကြတော့တွေးတည်ဘူးလို့တွေးနေဘူးလို့ဒီတွေးမှွာလို့ဒါလိုအပ်ချက်တွေရှိတယ်ပေါ့နော်အဲ့အတွက်ကိုတွေးတွင်းရတွေးတွင်းရတယ်ဆိုတဲ့အချိန်မှာသောနာကဒီတွေးဆဲစီနေတူတူဗျာတန်တက်တွေကလည်းခန္ဓာကိုယ်ထဲကိုရောက်လာ ပြီးတော့ဒီတန်တက်တွေကခဏခုထဲမှာလာပြီးတော့စုပုံခဲ့မယ်ဆိုခဲ့ရင်ဒါနောက်ဆက်တွဲစုကြိုးတွေဒါအများကြီးဖြစ်နိုင်တယ်ပေါ့ဗျာအဲ့တော့အဲ့လိုလူတွေအတွက်ကိုကျွန်တော်တို့လိုအပ်ခဲ့မယ်ဆိုရင်တန်တက်ဖြည့်စည်တွေတည်ပြီးတော့အသုံးပြုရတယ်ဗျာဖိုးစည်တွေရှိတယ်တောက်စည်တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအကြောင်းအရာကိုကျွန်တော်ညွှန်ဝေပေးမယ်ဗျာဒါကလည်းတတော်ကိုဒါအသုံးဝင်နိုင်တယ်ပေါ့နော်ဒါ knowledge တွေတစ်ခုပဲပေါ့ဗျာဆိုတော့တလက်စီမီယာလူမျိုးလူနာတွေပြီးတော့ဒီစကက်ဆဲနီမီယာလို့ခေါ်တယ်ပေါ့ဗျာကျွန်တော်တို့ အာ20ဥပေါ့အဲ့ဒါကကျတော့ဒီပုံမှန်လို့ဟိုဒိုနက်လို့ပုံစံလေးရှိရမယ်အစားကိုဒီဒါဂျန်လို့ပုံစံဖြစ်သွားတယ်ဗျာအဲ့ဒီတော့ကဟီမိုဂရိုဘင်တွေကိုကောင်းကောင်းမပေါင်းနိုင်ဘူးဗျာအဲ့လိုဆိုတဲ့အချိန်မှာတွေ့ရတဲ့ယောဂဖြစ်တယ်ဗောနော်အဲ့လိုလူတွေမှာဗောနော်တွေ့တွေ့ရတယ်ဗောနော်ဒါမှမဟုတ်အကြောင်းကြောင်းကြောင်းမို့လို့ကျွန်တော်တွေ့တွေ့ရတဲ့လူတွေမှာဆိုခဲ့ရင်သူတို့ရဲ့ဒီခလာကိုယ်တွေကိုတန်တဲ့တွေကအဲပူရှန်ပြီးတော့ဗောနော်ဒါဝင်လာတယ်ဝင်လာပြီးတော့ စုပုံသွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်တန်တဲ့လွန်ကဲခြင်းဆိုတဲ့အခြေအနေတခုဖြစ်သွားကြ။အဲ့ဒါကိုမကုပဲနဲ့ထားခဲ့မယ်ဆိုခဲ့ရင်ဆောနာကတန်တဲ့ဒီကဘယ်ကိုရောက်သွားလဲဆိုတော့နှလုံးလိုအသေးလိုလိုလိုပြီးတော့ဒီ endocrine gland တွေကိုတွားပြီးတော့စုပုံသွားတယ်ပြီးတော့အဲ့ဒီမှာအဲ့ဒီအင်္ဂါရည်တွေပျက်စီးသွားကြ။အဲ့တော့နှလုံးပြက်မယ်အသေးပြက်မယ် endocrine gland တွေပြက်မယ်ဆိုခဲ့ရင်ဒါနောက်ဆက်တဲ့စုကြိုးတွေအများကြီးဖြစ်စေနိုင်တယ်ပေါ့ဗျာ။အဲ့တော့အရေးကြီးတာကတော့အဲ့တန်တက်တွေပိုရှယ်နေတယ်ပေါ့နော်အဲ့ပိုရှယ်နေတဲ့တန်တက်တွေကိုကျွန်တော်တို့ဖဲထုံးကျဖို့အတွက်လိုတယ် အဲ့တော့အဲ့လိုလူလာတွေကိုပေါ့နော်ဒီတန်တက်ခီလီရှင်းရဲ့ကုထုံးတွေနဲ့ကျွန်တော်တို့ကုတာတယ်အဲ့လိုကုထုံးတွေထဲမှာပေါ့နော်ဒါအတုံးများတဲ့စီတုံးမျိုးအကြောင်းကိုကျွန်တော်ကညွှန်ပြသွားမယ်ပေါ့နော်နံပါတ်1ကတော့ that for something လို့ခေါ်တော့ဗျာသူကကြတော့သူကထိုးစီမျိုးစားပဲကျွန်တော်တို့အမ်ထိုးစူစီထိုးလဲဆိုတဲ့နေရာမှာကျွန်တော်ဒီလက်မောင်းလို့တင်ပါလို့ဗျာကြွက်သားလေးတွေကိုထိုးတာရှိတယ် ပြီးတော့ဟိုစီကျူစီထိုးတို့လို့ဗျာရေတရားအောက်ကိုထိုးတဲ့ဟာမျိုးတွေရှိတယ်ဗောနော်အဲ့ဒါကို subcutaneous ဗောနော်ကျွန်တော် cutaneous ဆိုတာရေပုံဗောဗျာသူ့ရဲ့အောက်ဘက်ကိုဗောနော်အဲအဲ့ဒီလုံမျိုးထိုးနေပဲဗောဗျာအဲ့တော့ဒီ deferrosamine ကကျတော့ SC ဗောနော်ရေတရားအောက်ကိုထိုးတဲ့စီဒီဝဲပေါ့ဗျာဒါမှမဟုတ်လေလိုအပ်ခဲ့မယ်ဆိုခဲ့ရင်တော့လိုအပ်လိုအပ်တယ်လို့ပေါ့နော်ဒါဆရာဝန်တွေကကြည့်ပြီးတော့အကျော်စီးပေါ့နော် IV အနေနဲ့လည်းသူတွင်းပေးလို့ရတာပေါ့နော်ဆိုတော့သူက ဘလို့ပုံစံနဲ့ဒီတန်တက်တွေကိုဖြတ်ပေးတယ်လဲဆိုတော့တွေးထဲမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ free iron တွေပေါ့ဗျာပူရှန်လာတဲ့ဒီတန်တက်တွေရှိတယ်အဲ့ဒီတန်တက်တွေကိုသူကတွားပြီးတော့ပေါင်းပလိုက်အဲပေါင်းပလိုက်ပြီးတဲ့ဆိုတဲ့အချိန်မှာစီးတဲ့ကနေပြီးတော့စွန့်ထုတ်နိုင်လောက်တဲ့ဆိုတဲ့ပုံစံဖြစ်အောင်သူကဖန်တီးပလိုက်အဲဖန်တီးပြီးတော့စီးတဲ့ကနေပြီးတော့ဒီတန်တက်နဲ့ဆွမ်းနာကဒီအစုပေါင်းပြီးပေါ့ဗျာအလားကြီးကိုကျွန်တော်တို့စွန့်ထုတ်ပလိုက်တယ်ပေါ့ဗျာအဲ့တော့ဘလို့လူမျိုးတွေမှာတုံကြတယ်ဆိုတော့သူကထိုးစေးမျိုးစားဖြစ်တယ်ဆိုတော့ စကားကြီးကတော့ကျွန်တော်တို့ဒါတောက်စီကိုတော့ဒါလူသားကြီးပေါ့နော်ဒါလူနာတွေဆိုပဲဒါပို့တော့သဘောကျတော့ပေါ့ကြောင့်အဲ့တော့တောက်စီကိုမတည့်တဲ့လူနာတွေဒါမှမဟုတ်လေတောက်စီနဲ့အဆင်မပြေတယ်ဆိုတဲ့လူနာတွေပေါ့နော်ဒါမှမဟုတ်လေအရန်ကိုဒီတန်တက်လွန်ကဲနေတဲ့လူနာတွေမှာဆိုခဲ့ရင်ဒီထိုးစီကိုဒါတုံးတယ်ပေါ့နော်ဒါပုံမှန်လေးဒါတုံးပေးဖို့တော့လိုတယ်ကြောင့်အဲအလုံးတည့်တဲ့အတိုင်းပဲစီးထိုးပြီဆိုခဲ့ရင်ပေါ့နော်ဟိုစီးထိုးပဲထိုးထိုးတောက်ပဲတောက်တောက်ကြသူ့မှာတော့ ေဒါဆိုဂျိုကတော့အနေနဲ့နေရာရှိတယ်ဗောနော်အဲ့တော့ဒီဆေးဗောနော်ဒီ defro submin ဗောညာဈေးကွက်ထဲမှာဆိုခဲ့ရတော့ defro ဆိုတဲ့နာမည်နဲ့ရှိတာဗောနော်အဲ့ဆေးရဲ့ဗီဒါဆိုဂျိုတွေကတော့ကျွန်တော်တို့ဆေးထိုးလဲဆိုတဲ့နေရာမှာနာကျင်တယ်ဗောနော်ကျွန်တော်တို့ဆေးခဲတာမျိုးလေးတွေထက်တတ်တယ်အခမတင့်ရင်ကျွန်တော်တို့အာယုံကြောတွေကိုတတ်ထိပြီးရဲဆိုတဲ့အကြအာယုံဆုံးရှုံးလာလို့အမြင်အာယုံပြောင်းလဲတာညာမျက်စိတွေဝါလာတာလို့ဒီလိုမျိုးတွေလည်းဖြစ်တတ်တယ်ပြီးတော့သတိထားမှာက စေးတဲ့မတဲ့ကိုတော့အရင်ဆုံးစမ်းတဲ့ဗျာစေးဓာတ်မတဲ့မှုတွေလည်းလည်းတူးစီပါဒါရှိကောင်းရှိနိုင်တယ်ပေါ့ဗျာဒါကတော့ဒီ deferrosamine အကြောင်းပေါ့နော်โอเคနောက်တစ်မျိုးကတော့ကျွန်တော်တို့ deferrosirex တို့ခေါ်တယ်ဗျာအဲ့တော့ဈေးကွက်ထဲမှာဗျာဒါအတုံးများတယ်ဆိုတော့ဒီ brand ကတော့ကျွန်တော်၃ခုရှိတယ် SJ ဆိုတဲ့ဟာရှိတယ်အဲ Jardinu ဆိုတဲ့ဟာရှိတယ်ပြီးတော့ကျတော့ deferglobe ဆိုတဲ့ဟာရှိတယ် သူကကြတော့ပါဝင်တဲ့ Mediagram တွေလည်း new new ကိုယ်ထွက်တယ်ပေါ့နော်။ဥပမာဆိုကြပါစို့ဒီပုံထဲမှာကြည့်ရတယ်လို့ပဲဒီ exchange မှာဆိုခဲ့ရင်125လို့250လို့500လို့ဒီလိုလေးတွေလည်းဒါရှိတယ်ပေါ့နော်။ဒါ Deference Rex ပေါ့နော်။ Mediagram တွေသူကိုယ်ခြားခြားနားတယ်ပေါ့နော်။အဲတော့ဘလောက်ပေးရမလဲဆိုတော့ဒါဆရာဝင်ကနေပြီးတော့ဆုံးဖြတ်ပါပေါ့နော်။ပြီးတော့အခုဒီပုံမှာတွေ့ရတဲ့ဒီ Charity New ပေါ့နော်။ Charity New မှာဆိုခဲ့ရင်60 Mediagram လား180 Mediagram လား160 Mediagram လားဆိုတာရှိတယ်ပေါ့နော်။ ြောတော့နောက်တစ်ခုကကြတော့ဒီဒီရမီဒီဂရမ်လည်းရှိတယ်ပေါ့နော်အဲ့တော့သူရဲ့ဘယ်လောက်တောင်းရမလဲဆိုတဲ့ဈေးပမာဏကကြတော့လူနာကအသက်အရွယ်ဘယ်လောက်ရှိတယ်လဲအသက်အရင်ကြီးနေတလားဒီဈေးတန်ကိုခဏရင်ရှိတလားပေါ့နော်ပြီးတော့ကိုလေးချိန်ပေါ့နော်အရင်ပိန်လို့လဲဆိုလူလားခဏရင်ရှိတော့တဲ့ကိုလေးချိန်ကိုပိုင်ဆိုင်တဲ့လူလားပေါ့နော်အဲ့တော့ဒီဈေးကတော့ဘလို့မျိုးဆွဲဆောင်မှုတွေရှိတယ်လဲဆိုတော့ तू อ่ะ तू လည်းဒီလိုပဲပေါ့ဗျာ တန်တက်ကိုတွားပြီးတော့စုပေါင်းပလိုက်တယ်စုပေါင်းပြီးတော့အပေါ်ကစီကကြတော့တော့ deferral mean ပေါ့နော်အဲ့ဒါကကြတော့ကျွန်တော်စီကနေပြီးတော့ထုတ်တယ်ဒီ deferral zrex ကကြတော့တော့ဘယ်ကနေထုတ်လဲဆိုတော့ကျွန်တော်မစင်ပေါ့ကြာဝိုင်းကနေတစင်ကျွန်တော်တို့ဒီဒါထုတ်ထွက်စီအောင်ပေါ့နော်ဒါတန်တက်တွေကိုဒါဖယ်ရှားပေးတယ်အဲ့တော့လေဟိုဆွနာလို့တွေးတွေးနေရတဲ့လူတွေကတန်တက်ကဒီ portion နေတဲ့ဒီနာရရှိတူနာတွေတွက်စုခဲ့ရင်ဒါပုံမှန်တောက်တယ်နော်ဗျာ တော်မဲ့ဆိုကြပုံမှန်တွေ့တွေ့နေတဲ့လူတွေဆိုကြရင်ဒီတောက်ဆေးလေးကဒါမိပွဲတင်တယ်ပေါ့ဗျာသူ့မှာလည်းဆိုးကျိုးရှိတော့ဗျာတောက်ဆေးဖြစ်ပြီဆိုကြရင်တော့ဘာဖြစ်လဲဆိုတော့အစာအိမ်ကဥရန်ကြောင်ကိုသွားပြီးတော့ကမောက်ကမာဖြစ်စေတယ်ဗျာအဲ့မှာ one ပြက်သားတို့တခါတည်းကြရဲ့ one ပုံမှန်မှန်တာမျိုးလေးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့တော့ဟိုတချို့ဓာတ်မတည့်တဲ့လူတွေမှာဆိုကြရင်ကြောက်ကထီတာတွေလည်းကျွန်တော်တို့ဖြစ်တတ်တယ်ဗျာဘာကြောင့်လဲဆိုတော့ဗျာ ဟိုတန်တက်ကကိုကြောက်ကက်ကိုသွားပြီးဒုက္ခပေးတယ်ပေါ့ဗျာအဲ့တော့ဒီတန်တက်ကိုသွားဖမ်းရတယ်ပေါ့နော်ပြောမယ်ဆိုခဲ့ရင်တော့ညစီတဲ့မြင်တာကိုပြောမယ်ဆိုခဲ့ရင်တော့လူဆိုးတယောက်ရွာတရွာမှာတောင်းကျမ်းနေတယ်တောင်းကျမ်းနေတဲ့လူဆိုးကိုရွာထဲမှာသွားဖမ်းတဲ့လူမျိုးပေါ့အဲ့လိုဆိုတဲ့အချိန်မှာလူဆိုးကကျန်ခုခံရင်တိုက်ပွဲတွေဖြစ်မယ်တိုက်ပွဲတွေဖြစ်ရင်ရွာထဲမှာအနေနဲ့နေရာတော့ပျက်စီးမှုတွေရှိမှာပေါ့အဲ့လိုမျိုးပဲပေါ့ဗျာဒီ Tapara Cirex ကြောင့်လည်း ဒီတန်တက်ကိုဖမ်းရင်းနဲ့သူကနေပြီးတော့ဘာဖြစ်လဲဆိုတော့ကြောက်ကက်သွားထိရလို့ဘာလို့လဲဆိုပြီးတော့စူးစူးရည်ဖြစ်တတ်တယ်ပြီးတော့ဒီတန်တက်ကအသေးထဲမှာလည်းသွားစုပုံလာ哦အဲ့တော့အသေးကိုလည်းသွားပြီးတော့အသေးမှာလည်းသူသွားဖမ်းအဲ့တော့အသေးမှာလည်းဒီအသေး enzyme တွေမြင့်တက်တာတို့ပြီးတော့ဓာတ်မတည့်တဲ့လူတွေမှာဆိုခဲ့အနီးပြင်ကြီးတွေပေါ့နော်ဒီလို rush တွေထွက်လာတာတို့ဒါမျိုးလေးတွေလည်းဒါရှိတတ်တယ်ကြဒါတွေကတော့ဟိုဖြစ်တတ်တလားဆိုရင်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီတန်တက်ဖြက်စီးတွေတုံးခဲ့ပြီဆိုခဲ့ရင်တော့လေဟို ဆရာဝန်ရဲ့လမ်းညွှန်ချက်နဲ့ပေါ့ဗျာဘယ်လောက်မီလီဂရမ်တောက်အောင်လဲဆိုတာကိုထိထိချာချာလေးဒါဟိုဆရာဝန်ညွှန်ကြားချက်နဲ့ဒါလေးဒါတုံးတဲ့ဖြစ်လာခဲ့တဲ့ပေတဲ့စူဂျိုးတွေသူစစ်တင်စစ်တက်ကြရတယ်ကျွန်တော်ပြန်စစ်ကြတာပေါ့ဗျာအာဒီ Tapherosirex ပြီးထားတဲ့လူတွေဆိုခဲ့ရင်ကျွန်တော်တို့၃လတစ်ခါလောက်ကိုကြောက်ကဲအလုပ်ငန်းဆောင်တာတို့အတဲလုပ်ငန်းဆောင်တာတို့ဒါလေးတွေအနည်းဆုံးပေါ့ဗျာပုံမှန်လေးတွေကျွန်တော်တို့ဒါစစ်ပေးနေရတာပေါ့ဗျာအဲ့တော့ သူ့ကိုဘယ်လိုလူတွေအားဒီမှာအဓိကထားတုံတက်တယ်ဆိုတော့အသက်2နှစ်နဲ့ထက်ပေါ့ဗျာတွေးတွေးနေရတဲ့လူတိုင်း2နှစ်အောက်မှာတော့ဒီဆေးကိုမတုံဘူး2နှစ်နဲ့အထက်ပေါ့နော် တွေးတွေးရတယ်ဆိုတဲ့လူနာတွေပြီးတော့နာတာရှည်တန်တက်လွန်ခဲ့တယ်ဆိုတဲ့လူနာတွေပြီးတော့ဒီ10နှစ်ထက်ငယ်တယ်ပေါ့ဗျာတွေးမတွင်းပဲနဲ့ ရှိနေတဲ့ဒီ thalassemia case မျိုးတွေပေါ့ဗျာအဲ့လိုဆိုမှတော့ကျွန်တော်တို့ဒီ deferency dex ကိုနေ့စဉ်ပေါ့နော်တနေ့ကိုတစ်လုံးစီဒါပုံမှန်လေးဒါတောက်ခိုင်းတယ်ပေါ့နော်တောက်ပြီဆိုခဲ့ရင်တော့လေဒီချိန်တောက်တယ်ဆိုခဲ့ရင်ဒီချိန်ကိုလေကျွန်တော်တို့ဆိုခဲ့ရင်တော့အချိန်မှန်ပေါ့ဗျာဒါလေးကိုဒါတောက်တော့ပေးတင်တယ်ပြီးတော့ဒီဆေးကကြတော့တော့ကျွန်တော်တို့ဟိုအစာမရှိတဲ့ဆိုတဲ့အချိန်မှာတောက်တာကပို့ပြီးတော့အထည်ရောက်ဆုံးပဲကြ။အဲ့တော့ကျွန်တော်ဆိုခဲ့ရင်လူနာတွေကိုပြောတယ်။ Okay အချိန်မှန်မှန်လေးကိုတောက်ပေးပါ။အစာမစားမီနိုင်ွက်တောက်ပါ။ ဒါမှမဟုတ်လေစာမစားပြီးနာရီခွဲတောက်လို့ရင်တုံတက်တယ်ဆိုခဲ့ရင်တော့လေအစာစားပြီးတော့နှစ်နာရီကြာတယ်ဆိုတဲ့ချိန်မှာတောက်ပါဒါပေမဲ့လေအစာနဲ့တွဲပြီးတော့မတောက်ပါဘူးပြောမယ်ဆိုခဲ့ရင်တော့ဗျာအစာမစားသေးခင်နာရီခွဲလောက်မှာသူတောက်ထားလိုက်ပြီးတော့ဆေးအာသီးတင်ရကြောက်နေသူတွေးတဲ့ကိုဆုပ်ယူပါလိမ့်မယ်။ဒါမှမဟုတ်လေအစာကနေပြီးတော့ဟိုအစာခြေပြီးတော့ဗောဗျာ။အစာရင်ထဲမှာမဟုတ်ပဲနဲ့ကျွန်တော်ဥတွေကိုရောက်သွားနိုင်တယ်ဆိုတဲ့အချိန်ဗောဗျာ။အဲနှစ်နာရီကြာဗောနော်။အဲ့လိုဆိုတဲ့အချိန်မှာဒါတောက်တဲ့နေဗောနော်။ အဲ့တော့သူမှလည်းသူစုံကြိုးတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ Defra Zdex ကကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အဓိကတော့ညာတန်တက်ကပုံပြီဆိုခဲ့ရင်နှလုံးမှာသွားပုံလဲအသေးမှာသွားပုံလဲအဓိကတော့ဒီ Defra Zdex ကကြတော့နှလုံးမှာရှိတယ်ပေါ့နော်ဒီတန်တက်တွေကို20.5ကြခိုင်နှုန်းလောက်ဒါဖေရှားပေးတယ်အသေးမှာရှိတယ်ဒီတန်တက်ကိုကြတော့လေ50ကြခိုင်နှုန်းလောက်ဒါဖေရှားပေးတယ်ညာပြောမယ်ဆိုခဲ့ရင်ဒီ Defra Zdex ကကြတော့တော်တော်ကိုဒါကောင်းတယ်ဆိုလဲစေးပေါ့ညာ ီတွေးတွေးနေရတဲ့လူတွေအတွက်ဒီဈေးကဒါတမိုးရှိတဲ့ဈေးတစ်ခုပဲဗောဗျာနော်အဲ့တော့ဒီဈေးလေးကိုလည်းဒါတိထားသေးတယ်ဆိုတော့ပြောရအောင်နော်ပြီးတော့နောက်ထပ်အသုံးများတဲ့ဈေးကတော့ဘာလဲဆိုတော့ deferral prone လို့ခေါ်တယ်ဈေးကွက်ထဲမှာတော့ကျွန်တော်တို့ ferry block ဆိုတဲ့နာမည်နဲ့ဒါမှမဟုတ် GPO A1 ပေါ့ဗျာဒီနေ့တစ်ချိန်တောက်ဖို့ပေါ့နော်အဲ့လိုဒါလေးရှိတယ်ပြီးတော့ clipper ဆိုတဲ့နာမည်နဲ့လည်းရှိတယ်သူကလည်းဟိုဒီတောက်ဈေးပဲပေါ့ဗျာ တပ်ပလက်လည်းရှိတယ်ဒါမှမဟုတ်လည်းအရှိလည်းရှိတယ်ဗောနော်ဆိုတော့အပေါ်ကဒီ Deferasirex ကကြတော့တော့သူကဒီတောက်ကလည်းဒီတပ်ပလက်ပေါ့ဗျာအဲ့ဒါရှိတယ်လို့မျိုးပဲဟို Shaberware လို့ခေါ်တာဗောနော်ကျွန်တော် Dispersible တပ်ပလက်တွေလည်းရှိတယ်ပြီးတော့ Granule ဗောနော်ဒီအမှုန်လေးတွေလည်းရှိတယ်ဒါပေမဲ့ဒီ Duffy Brown ကကြတော့တော့သူကအရှိဖြစ်နေတယ်ရှိတယ်ဒီတပ်ပလက်အနေနဲ့လည်းရှိတယ်ဗောနော်အဲ့တော့ Duffy Brown ကရောဘယ်လိုမျိုးဒီတက်တက်တွေကိုရှော့ချတယ်ဆိုတော့ သူကိုယ်တိုင်ကကြတော့သူက iron killer じゃんတန်တက်ကိုသူကဝင်ပေါင်းပလိုက်အဲသူကကြတော့ဒီဟိုဘယ်လိုခေါ်မလဲဒီတန်တက်ကိုသူလည်းပေါင်းပလိုက်တယ်ပေါ့ဗျာပေါင်းပြီးတော့တွေးထဲမှာရှိတဲ့တန်တက်နဲ့ပေါင်းဆက်ပလိုက်ပြီးတော့ဒီတန်တက်နဲ့ဒီ taffy brown ပေါင်းဆက်မှုကိုကြောက်ကကလို့ပဲကျွန်တော်တို့ဖယ်ရှားပလိုက်တယ်ဟို CR တစ်စိမ့်ကိုကြာဆုံးထုတ်တယ်ပေါ့ဗျာအဲ့တော့ သူတို့သူ့ကိုတော့ဘယ်ချိန်မှာတုံးလဲဆိုတဲ့ချင်းကြတော့နံပါတ်1ကတော့ဆွမ်းနာကဒီတောက်ဆေးနေတယ်ပြောခဲ့မှဆိုရင် Daffy Price Rex ကိုအတုံးများတယ်ဗျာအဲဒါပေမဲ့လည်းတခြားဒီတန်တက်ခီလီတာတွေပေါ့ဗျာအိုင်ရွန်ခီလီတာတွေကကြတော့တော့လူနာကဟိုလူနာနဲ့မတည့်ဘူးဗျာတောင်းမလို့ထိအောင်မှုမရှိဘူးပေါ့ဗျာလူနာကဒီပုံမှာဒီ duration ပေါ့နော်ဟို စေပြီးွားတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ဒီ Daffy Brown တွေကိုဒါအသုံးပြုလာပါဗျာပြီးတော့လေတခြားအဲ Tafferal Saming ပေါ့ဗျာထိုးစင်းတဲ့သူကတွဲပြီးတော့လေသူကသုံးလို့ရတယ်ပေါ့နော်တော့ညာတော့အထက်ကတော့အဲ့ဒီထိုးစင်းနဲ့ဒီတောက်စင်းနဲ့ကိုတွဲပြီးတော့လဲတုံးကြတယ်။သူ့မှာလဲသူ့ဗီဒိုဆူဂျူတွေရှိတယ်။သူကတော့ဗာလဲဆိုတော့ကျတွေးထဲမှာရှိတယ်ကျွန်တော်နျူထရိုပေးတွေပေါ့နော်။အာညွန့်နေသွားစေတယ်ပေါ့နော်။နျူထရိုပေးနီယာတို့အီကရနီရိုဆိုက်တိုဆစ်တို့ပေါ့နော်။ကြောက်မဲ့ဆိုကြရင်တော့ဟို အာသွေးတီဦးတွေကိုလည်းသူကနေွားတန်တက်ကိုဆွဲပေါင်းလို့တို့ပဲအခမတည်သွေးတီဦးတွေပေါ့သူကဆွဲပေါင်းသွားတာအဲ့ဒါကအဆင်မပြေဘူးပေါ့နော်ပြီးတော့အစာရည်နဲ့ဥလန်းကြောင်းမှလည်းအဲပြဒနာတော့သူပေးတတ်တယ်ပြီးတော့တချို့တော့ပေါ့လူတွေမှာပေါ့ဗျာဒီ defi prone တောင်းနေတဲ့လူတွေမှာအစစ်ကြိုက်တာတို့ပေါ့နော်ကျွန်တော် joint pain တွေကိုဒါခံစားရတာလေဒါရှိတတ်တယ်ပေါ့ဗျာပြီးတော့လည်းအပေါ်ကဒီ defi prazorax လို့ပဲကျွန်တော် liver enzyme တွေပေါ့ဗျာ အဲကြောက်ကတ်တို့ဒီအသေးတို့ကတော့ဒါဆိုပုံမှန်လေးစစ်ဆေးပြီးနေတည်တယ်ပေါ့နော်အခမတည့်ရင်ဒီ liver enzyme တွေကဒါမြတ်တက်လာတဲ့မျိုးလေးတွေလည်းဖြစ်တတ်တယ်ကြ။ပြီးတော့သူကနည်းနည်းလေးဘာဖြစ်တတ်လဲဆိုတဲ့အခြေကြတော့အစာအိမ်မှာသွားပြီးတော့ allergic လို့ပုံမှန်မျိုးဖြစ်တတ်တာကြောင့်မလို့ပြို့တာလို့အန်လာလို့ဖိုက်အောင်လာလို့ဒါမျိုးလေးတွေလည်းဒါဖြစ်တတ်တယ်ပေါ့နော်။ဒါပေမဲ့ဒါတွေဖြစ်လို့ကျွန်တော်တို့ရရင်စိတ်မပူနဲ့အာကိုညှို့ထားတဲ့ဆရာဝန်စီကိုပြန်သွား ပြန်တော့မလို့ကျွန်တော်ဆိုလည်းဒီဈေးတွေပေးထားတဲ့လူတွေမှာဆိုရင် cafe prone ပေးထားတဲ့လူတွေမှာဆိုပေရင်အဆိုင်ဈေးလေးတွေနဲ့လိုအပ်ရင်ကျွန်တော်တွဲပေးရတာဆိုတဲ့မျိုးလေးတွေလည်းဒါရှိတယ်ဗောနော်ဆိုတော့သူ့ကိုကြတော့ဘလို့လူမျိုးတွေမှာပေးကြတယ်ဆိုတော့သူကကြတော့ဟိုလေကျွန်တော်ပြောခဲ့လို့ပဲနှစ်ခုရှိတာဗောနော် tablet ရှိတယ်ကျွန်တော်တို့ဟိုဘောလို့ suspension ဗောနော်သူဖြော်ရတဲ့အရှိရှိတယ်ဗောနော်ဆိုတော့ tablet ကိုကြတော့ဘလို့လူမျိုးတွေမှာပေးတယ်ဆိုတော့ကြတော့လူကြီးတွေမှာပေးတယ်ဒါမှမဟုတ်လေ၈နှစ်နဲ့အထက်တွေမှာပေးတယ် ဒါပေမဲ့ဒီ o resolution ပေါ့နော် o resolution ဆိုခဲ့ရင်တော့လေ၃နှစ်နဲ့အထက်တည်းမှာဟိုပြီးတယ်ပေါ့နော်ဆိုတော့သူကကြတော့တော့အစာနဲ့တွဲတောက်သူရတယ်သူ့ရဲ့ဗီဒီယိုဆူဂျိုကကြတော့ဒီပြုတ်လာလို့အဲ့လာလို့ဘိုက်အောင်လာလို့ဖြစ်စေတတ်တယ်ဆိုတဲ့အချိန်ကြတော့တော့အစာနဲ့တွဲတောက်ခြင်းကကြတော့သူပြုတ်အဲ့လာဟိုတက်တာစီတယ်အာသူ့ရဲ့ပေါ့သူ့လိလာထားတယ်ဆိုတဲ့အချိန်မှာတော့သူကလေအစာနဲ့တွဲတောက်လိုက်လို့သူအာနိသေရော့သွားတယ်ဆိုတော့ညို့တော့မရှိဘူးဒါပေမဲ့လည်း ဒုတိယဖော်ပြခဲ့တယ်ပေါ့နော်ဒီ Defa Prasorex ကကျတော့တော့အစာနဲ့တွဲတောက်လိုက်တယ်ဆိုခဲ့ရင်သူကအဆင်မပြေဘူးအဲ့တော့သူ့ကိုကျတော့အစာမရှိဘဲနဲ့တောက်ပါမယ် Defa Pro ကကျတော့တော့တယ်ဒီအစာနဲ့တွဲတောက်တင်တယ်ပေါ့နော်အဲ့တော့ဒီ dose ကိုကျတော့တော့ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲတောက်ပါကြာရေပူရအားဖြင့်ပြောခဲ့မယ်ဆိုခဲ့ရင်25 mg per kg ပေါ့နော်ကိုဘယ်နှ kg ရှိတယ်လဲပေါင်နဲ့မဟုတ်ဘူးနော် kg နဲ့တားရတာနော်ဒါပေမဲ့တော့ကိုကနေပြီးတော့ kg အာ40ရှိတယ်ဆိုကြပါစို့40ရှိတယ်ဆိုကြရင်25ကို40နဲ့ညောင်းအဲအဲ့ဒါပြီးတော့အဲ့ဒါကိုမနေ့နေ့လည်းညပါတော့ဒီနေ့ကို၃ချိန်ခွဲပြီးတော့ဒါတောက်တင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုစီနီယိုကိုမိခွဲတင်တယ်လဲပေါ့နော်ကျွန်တော်တို့ right therapy ပေါ့နော်မှန်ကန်တဲ့ကုထုံဆိုတာကဘယ်လိုမျိုးလဲပေါ့ဗျာ